ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဒေါ်လာကြီးဒီတစ်ခေါက်လေးမေဖူးရဲ့အသားရေရောင်းကြောင်းကောင်းလေးတွေဘက်ကညင်းလိုက်ပြန်ပြီဒါမဲ့လေစိတ်မပူပါနဲ့မေဖူးအတွက်မြူးရုတ်ကောင်းတဲ့ကောင်းလေးတွေရှာပေးနေပါတယ် မေဖူးကျမင်္ဂလာစကားကန်တဲ့တိုင်းအသားမေလို့ဆိုတဲ့အကြောင်းပြချက်ကြောင့်အမြင်နဲ့အငင်းခံရပါတယ်။ဘုန်းကြီးကစကားပြောပြီးထွက်သွားတဲ့အချိန်မှာမေဖူးရဲ့တို့ဒုံမြရောက်လာခဲ့ပါတယ်။ရောင်မညီသမီးတို့ချမ်းသာတဲ့အိမ်ရှာနေလား။အသားကလည်းမဲသေး။ညီတို့ကဆင်းလဲဆင်းရဲသေးတယ်အေး။မင်္ဂလာလက်ဖွဲ့ဘလို့တင်နောက်မှလဲ။သမီးတယောက်ကအသားမဲတယ်။တယောက်ကရုပ်ဆိုးတယ်။တယောက်ကစက်တည်ရေကိုမရှိဘူး။ညီရဲ့စက်တည်မရှိတဲ့သမီးမွေးလာလို့ငါရဲ့မောင်လေးတိတ်သွားရတာမှတ်မိတယ်မလား။ တော်မြတ်ကဒီကြောင်းလေးကိုအတန်အကျဲကြီးနဲ့ပြောနေလို့အိနိနာချင်းတွေကလည်းအိမ်ပြင်ဘက်မှာစုရက်ပြီးနားထောင်နေကြပါတယ်။အတော်ရဲ့သမီးကရုပ်မဆိုးသလိုသမီးညင်မလည်းစက်တည်မရှိရမဟုတ်ပါဘူး။ညီပစက်ကိုပိတ်လိုက်စမ်းကိုသမီးကိုလည်းနည်းနည်းပါးပါးယဉ်ကျေးမှုလည်းတင်ထားပေးဦး။ဘသူ့ကိုအားကိုပြီးသမီးသုံးယောက်တောင်မွေးလိုက်တယ်မသိဘူး။တကယ်လို့ငါသာမရှိရင်ညီမညီတို့သုံးယောက်ကိုမကြွေးမွေးနိုင်ဘူးဟဲ့။တော်မြတ်ကဒေါနာကြီးတို့အိမ်လာတယ်လို့လို့နဲ့သူတို့ကိုရွေးဆောင်ပြီးအမြဲတမ်းပြောပါတယ်။ ဒီလိုနဲ့နှစ်ရက်နေတော့ဒေါလာကြီးအိမ်အပြင်ဘက်မှာဈေးဝယ်နေခဲ့ပါတယ်။ဒေါလာကြီးရေဒီတစ်ခေါက်လဲတော်မြညီတို့အိမ်ဘာလာလောက်တာလဲ။ तू ကချမ်းသာပြီးတော့သားနှစ်ယောက်လည်းရှိတယ်။အဲ့ဒါကြောင့်အဲ့လောက်ကုံမောက်နေတာ။မသိရင် तू ပဲညီတို့တင်ကျွေးထားသလိုပဲ။ तू အခုချိန်နဲ့ညီတို့ပတ်စံတပြားမှကူညီထားပေးတာမရှိပါဘူးဟဲ့။ဒေါလာကြီးရေလင်ညီမရိဆိုတာအကျင့်မကောင်း။ညီယောက်ျားဆုံးသွားရရတော်မြမညီတို့ပြောဖို့အခွင့်အရေးတွေရသွားပါပဲ။ဒါနဲ့လေမေဖို့အတွက်လာကန်းလန်းတဲ့မင်္ဂလာတရင်ကဘာဖြစ်သွားသေးလဲ ဘာဖြစ်ရမှာလဲအမရဲ့အသားမဲလို့ဆိုပြီးမင်္ဂလာဆောင်ပြတ်သွားရပြန်လေကျမသမီးလေးရဲ့ကံတရားမှာပါရေးထားလိုက်တော့မသိပါဘူးကျမရဲ့လင်ညီမဘလောက်ပဲမကောင်းနေပါစေကျမသမီးလေးတွေငယ်တုန်းကသူ့သားလေးတွေခေါ်ပြီးသူတို့ဆောင်းရှောက်ခဲ့တာအဲ့ဒါကြောင့်ကျမလည်းဘာမှမပြောပဲငြိမ်နေတာဒေါနာကြီးဈေးဝယ်ရင်အင်းနီနာချင်းတွေနဲ့စကားပြောနေတာကိုတကားပေါ့ဝါမှာရက်နေတဲ့သမီးသုံးယောက်လုံးကသူ့မိရဲ့စကားတွေကိုကြားသွားပါတော့တယ်။ရန်နေငယ်ကြားပြီးသွားတဲ့နောက် မေဖူးရဲ့တငယ်ချင်းနီရှာဟာမင်္ဂလာဆောင်ထားတာနှစ်နှစ်ရှိပြီဖြစ်ပါတယ်။သူဟာမေဖူးနဲ့တွေ့ကျင်လို့သူ့အိမ်ကိုလာခဲ့ပါတယ်။တငယ်ချင်းနှစ်ယောက်ထိုင်ပြီးတော့စကားပြောခဲ့ကြပါတယ်။နီရှာရဲ့နေအရင်အသားညိုတယ်။အခုဘလောက်တောင်အသားဖြူသွားပြီလဲ။မျက်နှာလေးလည်းဝင်းနေရပဲ။ဝတ်စားရည်လည်းဈေးကြီးပုံပေါ်တယ်။ဈေးကြီးမှာပဲလေ။နောက်ဆုံးတော့ငါရတဲ့နဲ့ဈေးကြီးတဲ့အဆောင်ရောင်တွေအားလုံးငါရနိုင်ခဲ့ပြီ။ငါလင်ညီမရှိတဲ့တစ်ချိန်လုံးငါ့ကိုနှိမ့်ဆက်လိုက်တာမပြောပါနဲ့။အခုသူကမင်္ဂလာဆောင်သွားပြီဆိုတော့ငါအေးအေးဆေးဆေးပဲ တကယ်ပဲမမရဲ့လင်ညီမတွေဆိုတာတကယ်မကောင်းတာအိမ်နီးချင်းအတော်တွေကလည်းပြောတယ်သမီးတို့ရဲ့အတော်ကိုယ်တိုင်လည်းမကောင်းကိကဲနီရှာနဲ့မိဖုတို့ကလင်ညီမတွေမကောင်းကြောင်းပြောနေတဲ့အချိန်ဒေါ်လာကြီးနဲ့အတူဒေါ်မြရောက်လာခဲ့ပါတယ်နီရှာရဲ့လင်ညီမတွေကတကယ်ပဲမကောင်းမှုဆိုရင်လင်ညီမရှိတဲ့အိမ်မှာဘာလို့မင်္ဂလာဆောင်လဲပတ်စံရှိလို့လားကိကိရဲ့ညီလည်းလင်ညီမတိုင်မကောင်းညီတော်လည်းမကောင်းဆိုပြီးပြောနေရမလားညီတို့ဖေဆုံးသွားပြီးညီမေလှုပ်သွားတဲ့ချိန် ငါဘဲအိမ်ကိုလာပြီးညီတို့ဆောင်းလျှောက်ခဲ့တယ်ဆိုတာမမေ့နဲ့ကြီးသွားတာနဲ့ကျေးဇူးမကန်းနဲ့တော်မြရဲ့ထိုင်မအောင်ကလေးတွေပဲသူတို့ပြောတာကိုပါစိတ်တဲ့ထားเสียရှိလို့လေတော်မြကမျက်နှာယွင်ဆောင်ပြီးဒေါလန်ကြီးနဲ့အတူအခန်းဘက်ကိုထွက်သွားပြီးတော့ထိုင်လိုက်ပါတယ်ကျမသားမျိုးပတ်စံကောင်းကောင်းရှာနိုင်တယ်ဆိုတော့သိပါတယ်ကျမမှာပတ်စံဆိုတာလူလေသေးမရှိဘူးဒါပေမဲ့တည့်ရကြရင်ကျမအိမ်မှာလဲချွေးမဆိုတာရောက်လာမှာပဲ အဲ့ဒါကြောင့်အခုအားစပြီးကျမစီကဘာမှမမျှော်လင့်နဲ့ကိုရဲ့အခြေအနေကိုနားလည်ပြီးအဆင့်တူတဲ့ကောင်လေးနဲ့တမိကိုပေးစားလိုက်။အဲ့လိုတွေပြောပြီးဒေါမြကဒေါလာကြီးအိမ်ကနေပြန်သွားပါတော့တယ်။နောက်ထပ်ရဲနေငယ်ကြပြီးဒီတစ်ခေါက်မှတော့ဘုန်းတော်ကြီးကမိဖူးအတွက်ချမ်းသာတဲ့အိမ်ကနေမင်္ဂလာစကားလာပြီးကမ်းလှမ်းတဲ့အခါမှာအားလုံးထိုင်ပြီးတော့စကားပြောကြပါတော့တယ်။ဒေါလာကြီးဒီတစ်ခါတော့ပြောစီရမင်္ဂလာသတင်းမေးမိဖူးရဲ့ဓာတ်ပုံကိုချမ်းသာတဲ့အိမ်တွေမှာပြလိုက်တဲ့အခါသူတို့ကမိဖူးကိုသဘောကျသွားတယ်။ ီးတော့လက်ဖွဲ့ငွေလည်းမလိုချင်ဘူးလို့ပြောတယ်။သူတို့ကလိမ္မာရင်ကြီးပြီးအင်ကိုထိမ့်သိမ်းဆောက်ရှောက်နိုင်တဲ့ချွေးမလေးပဲလိုချင်တယ်လို့ပြောတယ်။ကျမသမီးလေးနဲ့မကောင်းတာမဖြစ်ခိုင်းဘူးလို့ဖះပေါ်မှာယုံကြည်ပြီးသားပါ။ဒါနဲ့ဒေါ်လာကြီးစကားတစ်ခုတော့ပြောပြရအောင်မေး။ကောင်လေးမှညီမလေးယောက်ရှိတယ်။နောက်ပြီးအကုန်လုံးကအပြူလေးတွေ။ရှင်ညီမလေးယောက်တောင်လား။ဘာမှမဖြစ်ပါဖုံဖုံရယ်ကျမတင်မင်္ဂလာဆောင်ဖို့သဘောတူပါတယ်အမေရယ်လင်ညီမတွေမကောင်းဘူးဆိုတာအမေသိနေရပဲ အဲ့တော့တီတီရဲ့နဲ့မမောက်လင်ကြီးမ၄ရောက်တောင်ရှိတဲ့အိမ်မှာမင်္ဂလာဆောင်ဖို့ဘလို့သဘောတူသွားတာလဲအမေနေပူးရင်တီရီနဲ့ကိကိကိုအိမ်ပြန်ခေါ်သွားအမေဖုန်းကြည့်နဲ့စကားပြောလာအောင်မယ်မေဖူးကအဆင်မကောင်းဖြစ်ပြီးညီမနှစ်ယောက်နဲ့အတူအိမ်ပြန်ကိုထွက်လာခဲ့ပါတယ်ဒေါလာကြီးကမေဖူးကိုကြုံကြုံနဲ့သဘောတူလိုက်ပါတယ်ဘုန်းတော်ကြီးပြန်သွားတဲ့အခါမှာတမီး၃ယောက်လုံးကိုထန်ခိုင်းပြီးနားလေအောင်ရှင်းပြပါတယ်မေပူးရင်တမီးပြီးညီမလေးတွေနှစ်ယောက်ကြံသေးတယ် မီးတို့ပဲချိန်ထိအမိနာမှာထထားရမလဲတမီးသာကောင်းတဲ့အိမ်ကိုရောက်မှတမီးညီမလေးတွေအတွက်တမီးတစ်ခုခုလှုပ်ပေးနိုင်မှာလင်ညီမတွေလေးယောက်ရှိတော့ဘာဖြစ်လဲလေးယောက်လုံးတမီးကိုချစ်ကြမယ်ဆိုရင်တကယ်လို့မကောင်းဘူးဆိုရင်လဲတမီးယောက်ျားနဲ့ယောက်ျားမကိုပိုကီးဥစားလိုက်ပေါ့ယောက်ျားမအိမ်မှာယောက်ျားနဲ့ယောက်ျားမကိုပျော်ရွှင်အောင်ထားရတာလင်ညီမတွေမဟုတ်ဘူးလင်ညီမတွေဆိုတာဒီနေ့မဟုတ်လဲမနက်ဖြန်တော့မင်္ဂလာဆောင်ပြီးယောက်ျားမအိမ်ကိုတွားရမှာပဲအမေကဒီမင်္ဂလာဆောင်သဘောတူတယ်ဆိုရင် သမီးတို့ပါပြက်တနာမှမရှိပါဘူး။မိဖူးကသူ့မိရဲ့ပျော်ရွှင်မှုအတွက်မင်္ဂလာဆောင်ဖို့လက်ခံလိုက်ပါတယ်။မကြခင်မှာပဲကောင်းလေးတွေဘက်ကမိဖူးကိုကြည့်ဖို့ကားရီနဲ့သူ့အိမ်ကိုရောက်လာခဲ့ပါတယ်။မိဖူးကိုထိုင်ခိုင်းပြီးဒေါဖြူကမိဖူးကောင်းပေါ်မှာပေါပါချုံပေးလိုက်ပါတော့တယ်။လက်ထင်းမှာလက်ဆောင်ဘန်းကင်ခိုင်းပြီးမိဖူးကိုမကောင်းတဲ့မျက်စိမကြအောင်လို့ငွေထုတ်လိုက်နဲ့အော်ရတီလှုပ်ပါတယ်။မိဖူးနဲ့ကြော်ကြော်တို့မင်္ဂလာမဆောင်ခင်ထိကျမရဲ့ချွေးမလေးကိုအမပဲတိတ်ချကူးဆိုင်ထားပေးပါ။ ကျမတို့ညီမလေးယောက်ကလည်းမေဖူးသဘောကြတယ်။ဒါပေမဲ့မင်္ဂလာဆောင်နေ့နေ့ကျရင်တော့မိကက်ကောင်းကောင်းလေးလေးကိုအသားရဲ့တောင်းတဲ့တဆင့်ပေါ်တဲ့မိကက်ကိုလိန်ခိုင်းဒါမှပိုလှမှာပင်ကီရဲ့စကားကိုဆင်ခြင်ပြီးပြောမေဖူးရဲ့သူစကားတွေကိုကယူမဆိုင်ပါနဲ့။ "तू ဟာအဲ့ဒီလိုရှောက်ပြောနေကြ။အဲ့ဒါဆိုရင်ကျမတို့သွားခွင့်ပြုပါအောင်ရှင်။ကောင်းလေးတွေဘက်ကမင်္ဂလာဆောင်ကိုအတီးပြုပြီးပြန်သွားလိုက်ပါတော့တယ်။ပင်ကီပြောခဲ့တဲ့စကားတွေကြောင့်မေဖူးမှာစိတ်မကောင်းဖြစ်သွားပါတော့တယ်။ နောက်တစ်ခါညီမသုံးယောက်ထပ်ပြီးအခန်းထဲမှာတိတ်တိတ်လေးစကားပြောနေကြပါတယ်။မမရေမမရဲ့လင်ညီမတွေကလာတာနဲ့သူတို့မကောင်းတာတတ်သိပြသွားပြီ။ရခမအိမ်မှာသူတို့တွေနဲ့ကင်းရင်းတာနေ။ညီတို့တွေဒီစကားတွေပြောနေပြန်ပြီလား။အမေပြောထားတယ်လေ။လင်ညီမတိုင်းကမကောင်းတာမဟုတ်ပါဘူး။အကြီးဆုံးမလေးရဲ့ဆက်ဆံပုံကကောင်းတယ်ဆိုတာမေဖူးလည်းတွေ့နေရပဲ။ဒေါ်လာကြီးစုလို့ညီမသုံးယောက်ကလင်ညီမတွေအကြောင်းပြောတာကိုရက်လိုက်ပါတော့တယ်။ ုံမြမင်္ဂလာဆောင်ကိစ္စတည်တဲ့အခါအန်အိုကြီးစွာနဲ့ဒေါလာကြီးအင်ကိုပြေးလာပါတယ်။အင်ပြင်ဘက်မှာအင်းနီနာချင်းတွေကဒုံမြကိုတားပြီးစကားပြောပါတော့တယ်။ဒုံမြတော့ကိုယ့်ရဲ့ဒုမလေးအတွက်သတို့သားတော်မရှာပေးနိုင်အောင်ဒေါလာကြီးကတော့တယောက်တည်းသမီးသုံးယောက်ကိုကျွေးမွေးလာတာတည်းမကပဲ။အခုသမီးအကြီးရဲ့မင်္ဂလာဆောင်ချမ်းသာတဲ့အိမ်မှာသဘောတူလိုက်ပြီ။တောင်းရှင်ထင်လွဲနေရပါ။ကျမသာမရှိခင်ဒေါလာကြီးတယောက်တည်းသမီးသုံးယောက်ကိုမမွေးနိုင်ဘူး။ကျမတူမရဲ့မင်္ဂလာဆောင်အတီးဖြစ်သွားလို့ကျမဝမ်းသာပါတယ်။ တော်မြရဲ့ပြောပုံစုပ်ပုံနဲ့ကြည့်ရတာတော့ပြောနေပုံလည်းမပေါက်ပါဘူး။အင်းနီနာချင်းရဲ့စကားတွေနားထောင်ပြီးတော်မြကမျက်နှာရှုပ်မဲ့ပြီးတော့ဒေါလကြီးတို့အင်းလေးကိုဝန်ထမ်းလိုက်ပါတယ်။ကျမကြားတာတော့ကောင်းလေးတွေဖက်ကတော်တော်ချမ်းသာတယ်ဆိုမေပုဘာကြည့်ပြီးသဘောကျလို့မင်္ဂလာဆောင်ဖို့လက်ခံလိုက်ရတာလေ။မင်္ဂလာလက်ဖွဲ့ငွေအများကြီးတင်နှောင်းခိုင်းတာကျင်းသေးတယ်။ကျမပြောတာကိုသေချာနားထောင်။မေပုအတွက်တင်နှောင်းငွေကျမတပြားမှမပေးနိုင်ဘူးနော်။အခုချိန်နေကျမတော်မြဆရာနေငွေတစ်ချက်အခုညတောင်းဖို့လို့လား။ ကောင်လေးတွေဘက်ကတင်နှောင်းဝင်တစ်ချက်မှမတောင်းသူတို့အရင်သဘောထားကောင်းနေလိမ္မာရင်ကျေပြီးသူတို့သမီးလေးယောက်နဲ့တူအိမ်ကိုထိမ့်သိမ်းနိုင်တဲ့ချွေးမလေးပဲလိုချင်တာဘာသမီးလေးယောက်ဟုတ်လားဩဒါကြောင့်ကောင်လေးတွေဘက်ကဘာလို့သဘောတူလိုက်ပါလဲလို့စဉ်းစားနေတာညီတို့ယောက်ကမေဖူးနဲ့ပေါင်းပြီးလင်ညီမတွေမကောင်းကြောင်ပြောနေကြတာမလားအခုတော့လင်ညီမလေးယောက်တောင်ရှိတဲ့အိမ်မှာချွေးမတော်ဖို့ကြတော့ဘာလို့လက်ခံလိုက်တာလဲတို့မြကမေဖူးမင်္ဂလာဆောင်ရမနဲ့ပတ်သက်ပြီးမနာလိုဖြစ်နေပေမဲ့ လင်ကြီးမလေးယောက်ရှိတယ်ဆိုတဲ့သတင်းကြောင့်အရင်ဝမ်းသာနေခဲ့ပါတယ်။တရက်နေ့ကနေတော့ဒေါလာကြီးကဒုံမြရဲ့သူသမီး၃ယောက်ရင်းနဲ့အတူ shopping trip ကို market ကိုသွားပါတယ်။မိမ၃ယောက်က beauty parlor တွေကထွက်လာတဲ့မိန်းကလေးကိုကြည်နေပါတယ်။မမရေအဲ့ဒီမိန်းကလေးကိုကြည့်သူလည်းအသားမဖြူဒါပေမဲ့အဝတ်အစားစပင်းနဲ့ makeup ပြင်ထားတာတွေကလှတယ်။ဟုတ်တယ်ကိကိပတ်စံရှိတဲ့သူတွေကဒီလိုဈေးကြီးတဲ့အဆောင်ရောင်တွေကိုသုံးနိုင်ကြတယ်။ အမတို့လိုဆင်းရဲတဲ့သူတွေကသူများတွေကိုကြိပဲကြိနိုင်တာမမရဲ့သမီးတို့လည်းဒီလိုဈေးကြီးတဲ့အဆောင်ရောင်တွေသုံးနိုင်လှမယ်မလားယင်ဟဲ့ကြီးကန်းဆိုတာဘယ်တော့မှပြိုင်းဖြစ်မလားဘူးမေဖူးရဲ့ကိုမျက်နှာမှန်ထဲမှာလည်းကြိလိုက်အောင်မိကဘလောက်ပဲလိမ့်လိမ့်အသားမဲတာမဲနေအောင်မှာပဲဒေါမြတ်ကအမြဲတမ်းဒေါလန်ကြီးနဲ့သမီးသုံးယောက်ကိုလှောင်ပြောင်ပါတယ်မင်္ဂလာချင်းခါရောက်လာတော့မိဖုကကြွကြွနဲ့မင်္ဂလာဆောင်ပြီးရောက်ခမရင်ကိုတွားလိုက်ပါတော့တယ် မိမကြီးချွေးမနဲ့သားကိုအရသည်မြ мян လှုပ်ပေးပြီးအိမ်ထဲကြိုဆိုတော့ချွေးမလေးပင်မနေလောက်ပြီဟုတ်ကဲ့လှုပ်နေပါတယ်ဒေါဖြူကချွေးမနဲ့သားကိုအရသည်လှုပ်ပေးပြီးချွေးမကိုအိမ်ထဲကြိုဆိုပါတယ်ရောင်မကိုကျမတို့အိမ်ကနေကြိုဆိုပါတယ်အမေတမီးနဲ့ပင်ကီရောင်မလေးကိုအခန်းထဲခေါ်သွားလို့ရပြီလားတခြားအစင်လာတွေကြံသေးလားယင်ပင်ကီရေဒီမန်နဲ့တူတူချွေးမလေးကိုသူ့ခန်းထဲပို့ပေးလိုက်ချွေးမလေးခန်းထဲမှာအေးအေးဆေးဆေးအိတ်လိုက်သမီးဖြစ်စည်းတွေကိုအလုတ်သမားတွေနဲ့ပို့ခန်းလိုက်မယ် ပင်ကင်းတဲ့ဟေမန်ဟာမေဖူးကိုသူ့ခန်းလေးလိုက်ပို့ပါတယ်။ဘလူသမားကမေဖူးရဲ့ luggage ကိုခန်းလေးသွားပို့ခြင်းခုံနဲ့တိုက်ပြီး luggage ကပြုတ်ကျသွားပါတော့တယ်။ဒါနဲ့မေဖူးရဲ့ပစ္စည်းတွေအပြင်ကိုထွက်ကျလာခဲ့ပါတယ်။ luggage ထဲမှာရိုးရိုးအဝတ်လေးတွေသုံးတယ်ပဲပါပါတယ်။အမေရဲ့ရောင်းမစီမှာရိုးရိုးစာတွေသုံးတယ်လေးပဲပါတယ်။ရောင်းမဆင်းရဲတဲ့အိမ်ကလေသမီးတို့လိုဈေးကြီးတဲ့ facility တွေမရှိလို့ကောင်းကောင်းမဝတ်နိုင်ဘူးဆိုတာသမီးတို့အရင်ကဘာလို့မတွေးမိပါလဲ။ ။မနေ့ပြန်ချွေးမာလီရဲ့ပထမဆုံးမိဖို့ကြောင့်ဝင်ရမယ်နေပဲ။မအားချွေးမာလီကမိဖို့ကြောင့်မှလုပ်ရတဲ့အစင်အလာကိုဒီလိုဝယ်စားရနေဝယ်ပြီးလုံးမှာလား။မဟုတ်ရပါဖေရဲ့။ကျောင်းမလေးစီမှာသမီးတို့တွေလေးယောက်ရှိနေရပဲ။အမေရဲ့ကျောင်းမလေးကိုညကြမှာမိဖို့ကြောင့်နဲ့ဝင်ခိုင်းမယ်။အရင်ဆုံးသမီးတို့ရဲ့ကျောင်းမလေးကိုဝယ်စားကောင်းကောင်းလေးဆင်ပေးမယ်။ဒီလိုဝယ်စားရနေမိဖို့ကြောင့်ဆင်လာမလုပ်ခိုင်းပါဘူး။ကျောင်းမလေးစီမှာဝယ်စားရအများကြီးမရှိတာတွေ့ပြီး စစူးနေကြကြောကမိဖို့ကြောင့်အစင်လာကိုညဘက်ကိုရွှေ့လိုက်ပါတော့တယ်။နောက်နေ့မနက်မှာတော့ချွေးမလေးရဲ့နေပါစေ။တမီးမိဖို့ကြောင့်ဝင်စရာမလိုဘူးဆိုပြီးတော့လေတမီးရဲ့လင်ညီမတွေလေးယောက်ကဆုံးဖြတ်ထားကြတယ်တမီး။ဒီအင်ကိုရောက်တာပထမဆုံးနေ့ပဲရှိသေးတယ်။လင်ညီမတွေလေးယောက်ကငါ့ကိုဒီလိုဆက်ဆံနေကြပြီ။ပထမဆုံးမိဖို့ကြောင့်ဝင်ရမယ့်အစင်လာတားလိုက်ကြပြီ။တကယ်လို့ငါ့ကိုလေးယောက်ကအစရေကသဘောမကျရင်ဘာလို့လက်ခံလိုက်တာလဲ။ အမေနဲ့မေဖူးကမိဖို့ကြောင့်မအေးအေးဆေးဆေးမတ်တည့်ရနေကြတယ်။ကျွန်တော်ရုံးတော့နောက်ကျနေပြီ။ကျွန်တော်ရဲ့အားလက်ရက်တွေပြီးတော့ပြီ။ချွေးမကြီးအခန်းထဲမှာသွားနေ။အမေသမီးတို့ကမနှက်စာပြင်မဲမယ်။ပထမဆုံးမိဖို့ကြောင့်ဝင်ရမယ့်အစင်းလာကိုမလုပ်ရလို့မေဖူးကဝန်းနေနေပြီးအခန်းထဲမှာသွားထိုင်နေခဲ့ပါတယ်။အဲ့ဒီချိန်မှာကြွကြောကရုံးတော့ဖို့ပြင်ဆင်နေပါတယ်။ကြွကြောရဲ့ရှင်းညီမလေးယောက်ကကျမတို့သဘောမကျအောင်လားရင်ကျမအသားမဲလို့လက်မခံချင်တာလား။ ဒီနေ့ကကျမရဲ့ပထမဆုံးမိဖို့ကြောင့်မှချက်ပြုတ်ရမှာ哦အမေကိုပြောပြီးတော့ကျမကိုမိဖို့ကြောင့်မဝင်ခိုင်းဘူးလေကိုရဲ့ညီမလေးယောက်ကကဘာမှာအကောင်းဆုံးညီမတွေပဲသူတို့ပြောလို့အမေကမိဖို့ကြောင့်မဝင်ခိုင်းဘူးဆိုရင်အဲ့ဒီနောက်ွယ်မှာအကြောင်းပြချက်တစ်ခုခုရှိလိမ့်မယ်အမေကပြောတော့ယောက်ျားနဲ့ယောက်ခမကိုပျော်ရွှင်အောင်ထားတဲ့ဒါပေမဲ့ဘလို့လုပ်ရမလဲဒီမှာအကုန်လုံးလင်ညီမတွေရဲ့စကားကိုပဲနားထောင်ကြတာခဏနေတော့ကြော်ကြော်ကအဆင်သင့်ပြင်းပြီးမနှက်စားစားပြီးရုံးကိုထွက်သွားလိုက်ပါတော့တယ် ခဏကြာမှလင်းကြီးမလေးယောက်ကမိဖို့အတွက်ဈေးကြီးတဲ့အဝတ်အစားတွေကိုယူလာခဲ့ပါတယ်။ကျောင်းမရဲ့ကြည့်ပါအောင်။ကျောင်းမအတွက်အဝတ်အစားတွေယူလာတယ်။ဒါပေမဲ့ကျောင်းမအသားရည်နဲ့ပေရောင်လိုက်ဖက်မယ်ဆိုတာဝေခွဲများဖြစ်နေတယ်။ကျောင်းမလေးကိုအဝတ်တွေပြနေလားချိမ့်ချောက်နေလား။ပင်ကီတို့ကတီတော်ပဲစကားပြောနေကြ။သူတို့ကချစ်ချစ်ခင်ခင်စကားကိုမပြောတတ်ဘူး။ကျောင်းမလေးဒီစာရီလေးကိုညကျရင်ဝတ်ပြီးတော့ပထမဆုံးမိဘကြောင့်ဝင်ရမယ့်အစင်လာကိုလှုပ်လိုက်ပါ။ကျမတို့ရဲ့ရောင်းမလေးဆိုတော့ လိုအပ်တာမှန်သမျှကျမတို့အကုန်ဖြည့်ဆည်းပေးမယ်။ငှက်လင်ညီမတွေကကောင်းတာလားဆိုးတာလားမသိခွဲတော့ဘူး။ကောင်းချင်အောင်စောင်းရလားမသိဘူး။မေဖူးကသူတို့လေးယောက်ကောင်းတာတောင်မယုံနိုင်သေးပါဘူး။မေဖူးကလေးယောက်ပေးထားတဲ့စာရီကိုဝတ်ပြီးအပြင်ကိုထွက်လာတဲ့အခါမှာတော့ဆူပါမားထိုင်နေတဲ့ရောက်ကတိနဲ့ရောက်ခမကဖေးမရဲ့ဒီစာရီလေးနဲ့အရင်လှနေတာပဲ။ချွေးမရဲ့တကယ်ပါပဲတတော်လှနေတယ်။ရောက်ခမအင်ကိုရောက်တာနဲ့မေဖူးကိုဝတ်စားကောင်းကောင်းနေစင်ပြီးကြပါတယ်။ ်မိဖုကစာရီကိုတဲဆဲတဲကိုဗီဒီယိုထဲမှာစီလိုက်ပါတယ်ညီမလေးရောကကောင်းတာလားမကောင်းတာလားတော့မသိဘူးဘာပဲဖြစ်ဖြစ်ရခမအိမ်ကိုရောက်တာနဲ့ငါ့ဦးစားကောင်းနဲ့ဆင်မေးကြတယ်ညနေရောက်လာတဲ့အခါမိဖုကအားလုံးအတွက်ပေးထမင်းပရားကျော်ပူရီကလပင်းဟင်ပလာတာနဲ့အကျော်စုံတို့ကိုချက်လိုက်ပါတော့တယ်မိဖုရဲ့မင်းမတလောက်စာရီကောင်းကောင်းရှိနေတာကိုမနေ့ကဘာလို့စာရီနွမ်းဆုံနေတာကိုဝေ့ရတာလဲချွေးမရဲ့အဝတ်အစားကိုကြာမြင်နေတယ် ဘလောက်ကြိုးစားပြီးဟင်းချက်နေတယ်ဆိုတာကြမမြင်ဘူးလက်ရကောင်းချောင်ချီးမွမ်းမယ်ကိုမရှိဘူးအဖေကဆူလို့ကြော်ကြော်ကတိတ်သွားပြီးအားလုံးနဲ့ရီလိုက်ကြပါတော့တယ်ဒီလိုနဲ့ပဲရန်နေငယ်ကြသွားပြီးရောက်ကမနဲ့လင်းညီမလေးယောက်နဲ့အတူမေဖူး TV ထိုင်ကြည့်နေရင်ကြော်ကြော်ကိုစောင့်နေပါတယ်ကြော်ကြော်အိမ်ပြန်ရောက်ကြနေရှင်ပြန်ရောက်လာပြီလားရှင်ကိုစောင့်နေတာကြပြီကျမထမင်းထည့်လိုက်ရတော့မလားထမင်းမထည့်နေတော့မေဘူးကိုပြင်မှာစားလာတယ် ရုံးမပြန်တော့တငယ်ချင်းတွေနဲ့ရုပ်ရှင်သွားကြည့်တာတခါလေးစားလာလိုက်တယ်။ကျမလည်းရုပ်ရှင်ရုံးမှာရုပ်ရှင်ကြည့်ရတာအရင်ကြိုက်တယ်။ဒါပေမဲ့တခါမှမသွားဖြစ်ဘူး။တတော်အသုံးမကျတဲ့ငါသားပါလား။မင်္ဂလာဆောင်ထားတာရက်ပိုင်းမှရှိသေးတယ်။တငယ်ချင်းတွေနဲ့အတူရုပ်ရှင်သွားကြည့်တယ်တဲ့။အမေရဲ့စကားကိုကြားပြီးကြော်ကြော်ကတပြုံးပြုံးနဲ့အခန်းလေးဝင်သွားကညီမလေးယောက်ကလည်းကိုစီအခန်းလေးကိုသွားလိုက်ကြပါတော့တယ်။အကိုကြီးကတတော်ကက်စင်းနေတာပဲ။ရောင်းမလေးကိုအကိုကြီးရုပ်ရှင်ပြဖို့ခေါ်သွားရင်တော့ရိုးရိုးပဲပြမှာ။ ငါတို့တွေမနှက်ပြန်ကြရင်လေเจ้าမလေးကိုရုပ်ရှင်ခေါ်သွားရင်မကောင်းလားတော်တော်ကောင်းတဲ့စီစဉ်မယ်ဒါပေမဲ့เจ้าမလေးကိုပါတစ်ခွမှမပြောပြနဲ့နော်မနေ့ရောက်တော့เจ้าမလေးရောက်ကမိဖူးကိုအစင်းတင်ပြင်ခန်းချလိုက်ပါတော့တယ်မိဖူးစင်းတင်ဖြစ်သွားတဲ့အခါလက်ဆွဲပြီးအပြင်ကိုခေါ်သွားကြပါတယ်ဒီညီမလေးရောက်ကငါ့ကိုဘာလို့ချင်ကြလဲမသိဘူးဘာမှမပြောဘဲအပြင်ကိုခေါ်ထုတ်လာတယ်မဒမ်အိတ်ကိုစစ်ခွင့်ပြုပါမိဖူးကဝင်းတန်းကိုအိတ်စစ်ဖို့ပေးပြီးတော့ ။လင်ကြီးမလေးယောက်နဲ့အတူရုပ်ရှင်ရုံလေးကိုဝင်သွားပြီးကိုစီခုံလေးမှာထိုင်လိုက်ကြပါတော့တယ်။ခုံမှာရှိတဲ့ခလုတ်လေးကိုနှိပ်လိုက်တာနဲ့ခုံကနောက်ကိုလန်သွားပြီးသူတို့တွေကခြေထောက်တွေကိုအေးအေးဆေးဆေးဆန့်ပြီးတော့ထိုင်နေကြပါတယ်။အေးကုန်းကိုလည်းဖွင့်ထားပါတယ်။ရောင်းမရေဒီရုပ်ရှင်ရုံက facility ကောင်းပြီးအဆင်မြင့်လို့တီးကိုခေါ်လာတာ။ကျောင်းမအတွက်ပပောက်ဆုံးနဲ့ခောက်ဆဲကိုလည်းမှားထားပြီးပြီ။ဒီလောက်အများကြီးကျမတို့လောက်ပေးလို့ကျေးဇူးတင်ပါတယ်။ငါလည်းတော်တော်ယူတာပဲ။ ငါရဲ့လင်ညီမတွေကြောင့်ဘာတွေလျှောက်တွေးနေမိမှန်းအောင်မသိဘူး။မိဖုကသူ့ရဲ့လင်ညီမလေးယောက်နဲ့အတူပေါ့ပေါ့စုပ်ခောက်ဆွေးစားရင် ရုပ်ရှင်ထိုင်ကြည့်နေခဲ့ပါတယ်။ရုပ်ရှင်ထဲမှာလေပြင်းတိုက်တဲ့အခန်းပါရင် ရုပ်ရှင်ထဲမှာပါလေအေးတွေတိုက်ပါတယ်။မိုးရွာတဲ့အခန်းဆိုရင်မိုးဆက်လေးတွေပါကြာပါတယ်။ဒီကခုံမရှိတဲ့ထီးလေးတွေကို ဖွင့်လိုက်ကြပါတယ်။ဝင်တဲ့တွေကလည်းအေးနဲ့အာလူကျော်တွေလာချပေးခဲ့ပါတယ်။မိဖုမှာတဖြည်းဖြည်းနဲ့ချမ်းသာရေးဆိုတဲ့ခန်းစားချက်ကိုခံစားနေရပါတယ်။ ခုံပေါ်မှာထိုင်ရင်းနဲ့မေဖူးကဣပြိုးသွားပါတော့တယ်။မေဖူးတယောက်ကအရင်ကိုပြောနေရပါတယ်။ဒီလိုနဲ့ရန်နေငယ်ကြာသွားတဲ့အခါမှာလာသားဆောင်မှာမေဖူးတပြက်စီးလဲနေတဲ့အချိန်မေဖူးရဲ့ဒီမှာကြိတ်ပါအောင်မနေ့ကငါ့လိညီမပုံပြီးတော့ငါ့ယောက်ျားနဲ့တူတူမောဟုတ်သွားတာ။ငါ့လိညီမငါ့စီမှာရှိတာအကုန်ယူတာ။အဲဒါကြောင့်နင့်ကိုလာသားဆောင်မှာလာပြီးခိုးပြတာ။ငါ့ရဲ့ဆွဲချိုးလေးလှလာပြောပါအောင်ဟဲ။မောမှာဆွဲချိုးလဲရတာလား။ကျမတခါမှမောမရဘူးသေးဘူး။ ဒါနဲ့ဆွဲကြိုးလေးဟာအရန်လာတာပဲ။ရောင်းမမိုးတခါမှမရောက်ဘူးဆိုတာကိုကျမတို့ဘာလို့မပြောတာလဲ။ဘာမှအလုပ်တွေလုပ်မနေနဲ့တော့ကျမတို့နဲ့တူတူမိုးကိုလိုက်ခဲ့။ဒီနေ့ကျမတို့လေးယောက်လုံးအိမ်မှာနားတယ်။ငါ့လင်ညီမတွေကိုမကောင်းဘူးလို့ပဲအမြဲတမ်းတွေးနေမိတာ။ညီမတွေကငါတခုခုလိုအပ်ပြီဆိုတာသူတို့သိရနဲ့အပြေအလွာငါ့ကိုလိုအပ်တာမှန်သမျှဖြည့်ဆည်းပေးတယ်။ခဏနေတော့မိဖူးပြင်ဆင်ပြီးထွက်လာတဲ့အခါရောက်ကမနဲ့လင်းကြီးမလေးယောက်နဲ့အတူ shopping mall ကိုသွားကြပါလေ ဘောမှာ brand ဆိုင်တွေအများကြီးကို တွေ့ခဲ့ပါတယ်။အဲ့ဒီကမှမိဖူးကအဲ့ဆိုင်တဆိုင်ကိုတွေ့ပြီးအဲ့ကအဲ့တွေကိုပဲကြည့်နေခဲ့ပါတယ်။ကျောင်းမကြီးကုချီအဲ့ကိုလိုချင်လားလိုချင်နေဆိုရင်ပြောနော် မလိုချင်ပါဘူး။ဒါတွေကိုကြည့်ရတာအရင်ဈေးကြီးတယ်နဲ့တူတယ်။ဘာမှဈေးမကြီးပါဘူး။ဟေးမန်ကမိဖုကိုအတင်းအိတ်ဆိုင်နဲ့ခေါ်တော့ပြီးဈေးကြီးဆုံးဆိုရယ်လက်ကန်အိတ်ကိုဝေပေးပါတယ်။ကျောင်းမရွေးထားတဲ့အိတ်လေးကလှလိုက်တာ။ကျမရဲ့အကြိုက်ကကောင်းတာမဟုတ်ဘူး။ လင်ညီမတွေကကောင်းတာပါအိဝယ်ပြီးတဲ့အခါလင်ညီမလေးယောက်ကမိဖုကိုမောတစ်ခုလုံးကိုလိုက်ပြပါတယ်ဇားတော့ဆိုင်ကောင်းကောင်းမှခေါ်တော့ပြီးတော့လေမိဖုမစားဘူးတဲ့ဇားတော့တွေကိုကြွေးခဲ့ပါတယ်အဲ့နမှာမောရဲ့စော်ကစားတွေနေရာခေါ်တော့ပြီးစော်ကစားကြပါတော့တယ်။စလိုက်ရှော့စီကြပါတယ်။ဘောလုံးတွေကိုတယောက်နဲ့တယောက်ပြစ်ကြပါတယ်။ချွေးမရေရှော့ပင်ထွက်ပြီးပြီးမောမလဲလို့ပတ်လို့ပြီးပြီဆိုရင်အိမ်ပြန်ကြရအောင်အမေအရန်ပင်မနဲ့ပြီး ဒေါဖြူတမိလေးယောက်နဲ့ချွေးမတို့ကမောကနေအိမ်ကိုပြန်နေကြတဲ့အချိန်ကြွကြော့ရဲ့တငယ်ချင်းတော်တော်နဲ့တွေ့တဲ့အခါမှာတော့တော်တော်ကကြွကြော့အနောက်ကိုကပ်ပြီးပြောခဲ့ပါတယ်။တငယ်ချင်းရဲ့နင်းနဲ့ပြန်တွေ့ရတာဝမ်းသာလိုက်တာ။ဒါနဲ့ तू ကနှစ်ယောက်မလား။နင်းတို့တွေကအသားဖြုတ်တလို့ယောက်မလေးကအသားမဲလိုက်တာ။နင်းတို့တွေကသူ့ဘာကြည့်ပြီးသဘောကျတာလဲ။ငါရဲ့ယောက်မတွေ့ဘူးလား။အသားကိုဖြူခွေးပြီးအရှမ်းလာတာပဲ။မမမမတငယ်ချင်းနားထဲမှာပြောနေပေမဲ့တမိတို့တွေအကုန်ကြားနေရတယ်။ သမီးတို့ရဲ့ရောင်းမလေးကိုအရန်သဘောကြတယ်မမနားလဲပြီလားပင်ကြီးတို့ရဲ့စကားကိုကြားပြီးမိဖူးမျက်လုံးမှာမျက်ရည်ပြင်းနေဖြစ်သွားပါတော့တယ်သူတို့ရဲ့ရောင်းမလေးမျက်ရည်ဝဲသွားလို့ညီမလေးယောက်ပါစိတ်မကောင်းဖြစ်သွားကြပါတယ်ညီမလေးယောက်ကအမေကိုအိမ်ပြန်ပို့လိုက်ပြီးမိဖူးကိုဘယူတီဆလုံးကိုခေါ်သွားပါတယ်ကျမတို့ရဲ့ရောင်းမလေးကိုဘသူနဲ့မှမတူအောင်အရန်လှအောင်ပြင်ပေးလိုက်ပါစပင်စတိုင်မိတ်ကပ်တွေပါတိတ်ချလိမ့်ပေးပြီးတော့သူနဲ့လိုက်ဖက်မဲ့မိတ်ကပ်ပစ္စည်းတွေပါညှို့ပေးလိုက်ပါ ကျမကိုမိကက်အိုပါလုပ်ပေးဖို့မလိုပါဘူး။ကျမတို့လေးယောက်လုံးကအကိုကြီးနဲ့အတူတူစီးပွားရေးလုပ်နေရပါ။ကျမတို့မှလည်းပတ်စံရှိတယ်။ရောင်းမလေးပတ်စံပေးစရာမလိုဘူးနော်။ပတ်စံအတွက်လည်းဘာမှစိတ်မပူနဲ့။ကျမတို့တွေမှာ facility ရှိသလိုရောင်းမလေးကိုလည်း facility အကောင်ပေးမယ်။မေဖူးညနေတော့ညီမလေးယောက်ကအတင်းမိန်သူလိုအပ်တာတွေအကုန်လုံးကိုလုပ်ပေးပါရယ်။မေဖူးရဲ့မျက်နှာကိုကလင်းစင်းလုပ်ပြီးတဲ့အခါ LED mask ကိုကပ်ပါရယ်။ဒါရီကအရင်ကိုဈေးကြည့်ပါရယ်။ အဲ့နောက်မှာမိဖုကိုကောင်းလျှော်ပေးပါတယ်။စလုံးမရှိတဲ့ဝန်ထမ်းတွေကမိဖုကိုစပင်းစတိုင်နဲ့မိတ်ကပ်တွေကိုတီချာလိမ့်ချေပြင်ဆင်ပေးပါတယ်။အကုန်လုံးပြီးသွားတဲ့အခါမှာလင်ကြီးမတွေယူလာပေးတဲ့ဝတ်စားတွေကိုဝတ်ပြီးရောက်ခမရင်ကိုပြန်လာခဲ့ပါတယ်။ချွေးမကြီးဒါတကယ်ပဲသမီးလားဒီလိုလင်ကြီးမတွေလူတိုင်းရပါစေကွယ်။သမီးကိုကိုကိုပြန်ကြည့်လိုက်တော့လေအမေလိုပဲအံ့ဩသွားတာကြည့်ပါဦးသမီးကိုလက်သေးကတ်ထားပေးတယ်ဖေရှယ်နဲ့စပင်းဖြောင်းထားပေးတယ် highlight ဖောက်ပြီးမျက်တောင်တူတွေလည်းတတ်ထားပေးတယ်။အခုလို facility မျိုးသမီးမင်္ဂလာဆောင်တဲ့နေ့တော်မရခဲ့ဘူး။မိဖုကအိမ်နေကိုဝင်ပြီးမိညီမတွေကမိကလေးနီးကိုတင်ပေးပါရယ်။နေ့ရက်နေ့တော့ကြွကြောကသူတငယ်ချင်းတော်တော်ကိုဖုန်းဆက်ပါရယ်။နောက်ရက်ကျတော့တမိသားစုလုံးစားတောက်ဆိုင်ကောင်းကောင်းတစ်ခုကိုသွားကြပါတော့တယ်။အိမ်မှာတော်တော်လေးသူ့ရောက်မနေတူရောက်နေပါရယ်။တတော်ကမိဖုကိုတွေ့တဲ့အခါအရင်ကိုအံ့ဩနေခဲ့ပါတယ်။ကျကျော်ကြီးမြမလေးတငယ်ချင်းကဘာလို့အလောက်တော့အံ့ဩနေရလဲ သူ့ရောင်မသမီးတို့ရောင်မထက်ပိုလာတယ်ဆိုတဲ့ကုံရိုက်ချိုးလိုက်ရတော့လေညီမလေးတငယ်ချင်းအံ့ဩတာလည်းမပြောနဲ့လေအသားဖြူတိုင်းလူကလှတာမဟုတ်ဘူးအဲ့လိုမဟုတ်ပါဘူးကြော့ကြော့ရဲ့ငါစကားကိုအရင် serious ဖြစ်သွားတယ်ထင်တယ်နေ့ရောင်မအင်မတန်လှပါတယ်ကဲရဲခဲ့တယ်တော်တော်ကပဲဒီနေ့တော့မေဖူးဘလောက်လှချောင်းကိုချီးကျူးနေရပါတယ်ခဏနေတော့တမိသားစုလုံးညစာစားပြီးအင်ကိုပြန်လာကြပါတော့တယ်နောက်နေ့မနက်မှာဒေါမြကမေဖူးနဲ့တွေ့ဖို့သူ့အင်ကိုလာခဲ့ပါတယ် မိဖုကိုမတွေ့တဲ့အခါမှာဒုံမြကအရင်ဝမ်းသာသွားပါတော့တယ်။အမေမိဖုဒီအိမ်မှာအလို့သမားတယောက်လိုထထားပါလား။အဲ့ဒါကြောင့်ငါဖုန်းခေါ်တော့သူမကိုင်နိုင်တာပေါ့။ငါတို့ရဲ့ရောင်းမတွေကိုငါတို့နှိပ်ဆက်တယ်လို့ဒီလင်ညီမတွေလေးယောက်ကလည်းငါတို့လိုပဲ။အမကြီးရေကျွန်တော်တို့ကိုခွင့်လွှတ်ပါ။အမကြီးကအဝေးကြီးကလာရတာ။လလို့စေမိဖုကလည်းအိမ်မှာမရှိဘူး။ကိစ္စမရှိပါဘူးကိုကြီးရေ။အိမ်ကချွေးမမအလို့မလို့ရင်ဘသူကအလို့လို့မှာလဲ။ဘာဖြစ်လို့လဲအတော်ရဲ့။အိမ်မှာချွေးမပဲလလို့ရတာလား။ ိမ်မှာတခြားမိသားစုဝင်တွေလည်းရှိရပဲလေအကုန်လုံးဝိုင်းပြီးတော့အိမ်အလုပ်ကိုလုပ်ကြတယ်လေကျမတို့လေးယောက်လုံးအိမ်မှာရှိရခါကျရင်မိဖူးကိုခေါ်ပြီးအပြင်ထွက်လဲကြတာအတော်လာမဲဆိုတာကိုသိရင်ကျမတို့အပြင်ပေးသွားပါမလဲအတော့အကြောင်းကျမတို့မိဖူးကပြောပြထားတယ်။ကျောင်းမလေးကိုတွေ့ချင်တာထက် ကျမတို့လေးယောက်နဲ့တွေ့ချင်တာများနေတာဖြစ်ရမယ်။အတော့ကျမတို့ကတော့အတော်နဲ့တွေ့ချင်စိတ်မရှိဘူး။ကျောင်းမလေးကဒီအိမ်မှာအရင်ပျော်တယ်။အဲ့ဒီတော့သူ့ရဲ့အပျော်ရင်းမှာအစိတ်ရလာမလောက်ပါနဲ့။အမေ ညီကညီရဲ့လင်ညီမတွေကိုတေချာစီးယုံထားတာပဲညီအကြောင်းမေဖို့တီယိုလာကိုမလာခဲ့တဲ့အောင်လင်ညီမတွေရှိတဲ့အိမ်ဆိုလို့မေဖို့တီမှာကောင်းကောင်းငိုနေရလိမ့်မယ်လို့ငါမှတော့တွေးနေလိုက်ရတာဒီမှာတော့အကုန်ပြောင်းပြန်ဖြစ်နေတာပဲဒေါမြက်ကတူတူမလေးရောက်ခမအိမ်မှာပျော်ပျော်ရွှင်ရွှင်နဲ့နေနေရတာမြင်ပြီးညီမလေးရောက်ရဲ့စကားဒီကိုကြားရတဲ့အခါစိတ်ဆိုးတကြီးနဲ့ထွက်သွားပါတော့တယ်အဲ့နောက်တမိသားစုလုံးကအခြေကြီးဝမ်းရည်ကြပါတယ် မေဖူလိန်သူ့လင်ညီမရင်းနဲ့အတူအမြဲတမ်းဒီလိုပဲချစ်ခင်စွာနဲ့နေထိုင်သွားပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်